ကလေးတွေ ကိုဆုံးဖြတ်ချက်ချာနေဘလို့တင်ပေးမလဲငယ်စဉ်အခါမှာချမှတ်တဲ့သင်ငယ်တဲ့ဆုံးဖြတ်ချက်တွေကကြီးလာတဲ့အခါမှာဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက်အခြေခံဖြစ်လာတယ်။ဒါပေမဲ့ဒီခေတ်ကလေးတွေကတနည်းပဲဖြစ်ဖြစ်စလေးနှစ်ပဲဖြစ်ဖြစ်စိတ်ရှုပ်နေတတ်ပြီးအမားလုံးမိမာကိုကြောက်ကြတယ်။ကျွန်တော်အတိထားတဲ့မိဘတယောက်ရဲ့အတွေ့အကြုံတွေပါ။တို့မှာ၁၂နှစ်သမီးအရွယ်လေးရှိပါတယ်။ကျောင်းသွားချိန်နဲ့အမေဘယ်ဖရော့ကိုဝေးရမလဲလို့မေးတတ်ပါတယ်။ တနေ့မှာအမေကမင်းဖာသာဆုံးဖြတ်မင်းရွေးတဲ့ဟာကအသင့်တော်ဆုံးပဲလို့ပြောလိုက်တယ်။အစောပိုင်းမှာတော့ကလေးမတွေကဆက်လို့ရှာသွားပြီမဲ့တဖြည်းဖြည်းနဲ့ယုံကြည်မှုတွေတိုးလာတယ်။အခုဆိုရင်သူမကိုယ်တိုင်အရာရာကိုစဉ်းစားတက်ပြီးဆုံးဖြတ်တက်နေပါပြီ။ဒီတော့ကလေးတွေကိုဆုံးဖြတ်ချက်ချတဲ့အောင်သင်ပေးနိုင်မဲ့လွယ်ကူထိရောက်တဲ့နည်းငါးမျိုးကိုကြည့်ကြရအောင်။ရွေးချယ်စရာပေးပါ။ကလေးကိုဒါလုံတော့ဟိုဟာမလုံနဲ့လို့အမြဲပြောနေမယ်ဆိုရင်သူ့ရဲ့အုံနောက်ကအမိတ်နာခံတဲ့အကျင့်တွေဖြစ်သွားမယ်။ ဒါပေမဲ့ဒီနေ့ထမင်းစားမလားခေါက်ဆဲစားမလားတင်းချာကိုရင်လုံမလားအင်္ဂလိပ်စားရင်လုံမလားလို့မေးမယ်ဆိုရင်ကလေးကစဉ်းစားတက်လာမယ်ကိုယ်တိုင်ဆုံးဖြတ်တက်ပြီးတာဝန်ယူစိတ်တွေဖြစ်လာမယ်အမားကိုအပြစ်မမြင်မဲတင်ငန်းစားဖြစ်နေပြောင်းလဲပေးပါကလေးကဆုံးဖြတ်ချက်တစ်ခုချပြီးအမားဖြစ်သွားတဲ့အခါမှာဥပမာပစ္စည်းတစ်ခုကိုပတ်စံအများကြီးအကုန်ခံဝယ်မိတာတငယ်ချင်းကိုမျက်စိမိတ်ယုံမိတာ ကျွန်တော်မိဘတွေကပထမဒေါသကြီးစွာတုတ်ပြန်တက်ကြပါတယ်။ငါကြိုပြောထားတယ်မလား။မြင်လား။အခုတော့ဘာဖြစ်သွားလဲဆိုတာမျိုးပြောတတ်ကြတယ်။ဒါပေမဲ့ဒီလိုပြောတာကကလေးကိုရှက်သွားစေပြီးနောက်တစ်ခါဆုံးဖြတ်ချက်ချမှာကိုကြောက်စေတယ်။အကောင်းဆုံးနှီးကတော့ကျင်နာစွာနဲ့ဂိူးဒဆိုင်နဲ့ဘာကြောင့်ဒီလိုထင်တာလဲ။ဒါမှန်ပဲလို့ဘာကြောင့်ယူဆတာလဲ။အခုဘာသင်ခန်းစာရလဲလို့မေးလိုက်ပါ။ဒီလိုတွေ့ကြုံကလည်းသူ့ရဲ့အမားကိုသူကိုယ်တိုင်နားလေသွားမယ်ဆိုရင် အပြစ်တစ်ခုမဟုတ်ဘဲတသက်သာမှတ်မိမဲ့သင်ခန်းစာတစ်ခုဖြစ်သွားမယ်။တင်းခဲ့တဲ့ဆုံးဖြတ်ချက်တွေကိုချခွင်ပေးပါ။ကလေးတွေကိုတာဝန်ယူတတ်အောင်သင်ပေးဖို့နီးလန်းတွေကတင်းခဲ့တဲ့ကိစ္စတွေမှာရွေးချယ်ခွင့်ပေးပါ။ဥပမာ weekend မှာမလုပ်ချင်လဲ။ပကြီးဆဲမလား၊စပိန်စီမလား။ဒီနေ့မင်းအခန်းတန်ရှင်းရေးကိုဘယ်လိုလုပ်မလဲ။အတူတူလုပ်မလား။မင်းတယောက်တည်းလုပ်မလား။ဒီလိုတင်းခဲ့တဲ့ဆုံးဖြတ်ချက်တွေက ကလေးကိုငါ့အိုယုံကြည်တယ်ဆိုတဲ့စိတ်ခံစားချက်တွေကိုရစေပြီးဆုံးဖြတ်ချက်တည်းမှာတာဝန်ယူမှုပါတယ်ဆိုတာသင်ပေးနိုင်ပါလိမ့်။သူ့ရဲ့အမြင်ကိုမေးပါ။အရေးထားပါ။မကြာခဏဆိုသလိုကလေးတွေကမိသားစုဆုံးဖြတ်ချက်တွေမှာပါဝင်ကြင်ကြတယ်။ဒါမဲ့ကျွန်တော်တို့ကကြီးတွေစကားတွေမှာမပါပါနဲ့လို့ပြောတတ်ကြတယ်။ဒါသူ့ရဲ့အမြင်ကိုအရင်ပါဘူးလို့ထင်စေတယ်။ဒီလိုမလုပ်ဖဲနဲ့အေခန်းကခုံရီပြင်တဲ့အခါမျိုးတွေမှာ ။ငါတို့ထိုင်ခုံကိုဘလို့ပုံစံလေးချမလဲလို့တားပြော။ဆိုတဲ့စကားမျိုးတွေမှာသူ့အမေကိုမေးပြီးသူပြောတဲ့အတိုင်းလုပ်ပေးကြည့်ပါ။လူမွေးနေ့ရောက်လာတဲ့အခါမျိုးတွေမှာလည်းမင်းမွေးနေ့မှာမလုပ်ချင်လဲ။အိုင်ဒီယာတစ်ခုခုရှိလား။အိမ်မှာစာကြည်စပွဲတစ်ခုလုပ်မယ်။မင်းဘလို့ဒီဇိုင်းလုပ်ချင်လဲ။စသဖြင့်မေးမယ်ဆိုရင်တော့ကလေးကသူ့ရဲ့အမြင်နဲ့သူ့ရဲ့ပါဝင်မှုကိုတန်ဖိုးထားရလို့ခံစားရမယ်။ဒီလိုနည်းနဲ့ယုံကြည်မှုနဲ့အတွေးကိုစွန့်ရင်နှမျိုးလုံး တိုးတက်လာစေမှာဖြစ်ပါတယ်။ယုံကြည်မှုပေးပါ။ကလေးတိုင်းဟာမိမိဖေဖေတို့ကငါ့အစွမ်းရည်ကိုယုံကြည်တယ်လို့ခံစားရမှသာပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်တယ်။တကယ်လို့ကလေးကငါမှန်မှန်ကန်ကန်ရွေးချယ်နိုင်မလားကြောက်နေတယ်လို့ပြောမယ်ဆိုရင်တာတာမိမိတာအမားဖြစ်ရင်သင်ငန်းစာရမယ်။ဒါမဲ့မင်းလုံနိုင်တယ်။မင်းကိုဖေဖေမိမိတို့အပြည့်အဝယုံကြည်ရလို့ဖြစ်ပါ။ ဒီစကလုံးတွေကိုပြန်ပြောပြတဲ့အခါမှာတင်းရဲ့ကလေးရဲ့ယုံကြည်မှုကိုတည်ဆောက်ပေးရတာမကသူတို့ရဲ့အနာဂတ်ကိုပါပုံဖော်ပေးနေတာဖြစ်ပါတယ်။ကလေးတွေကိုတာဝန်ယူတတ်အောင် သင်ပေးဖို့ပထမဆုံးခြေလှမ်းကသူတို့ကိုဆုံးဖြတ်ချက်ချခွင့်ပေးဖို့ပါ။ဒီနေ့ချမှတ်တဲ့တင်းရဲ့ဆုံးဖြတ်ချက်တွေကနောက်တစ်ချိန်မှာသူတို့ကိုဉာဏ်ပညာရှိကိုအားကိုကိုးတဲ့လူကြီးတယောက်ဖြစ်လာစေမယ်။တင်းကလေးအနာဂတ်မှာမှန်ကန်တဲ့လမ်းကိုရွေးချယ်နိုင်ဖို့ဒီနေ့ကတည်းကနေရွေးချယ်ပိုင်ခွင့်ပေးလိုက်ပါ။